အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ကတော့ကျွန်တော်တို့ဒီ TikTok မှာအဲဒီကျွန်တော်တို့တိုင်းရင်းစေးတွေဒါမှမဟုတ်အင်္ဂလိပ်စေးဝါးတွေရောင်းချတယ်ကြော်ညာတဲ့လူတွေအတွက်ဒီဗီဒီယိုကိုကျွန်တော်တည်တံ့အဲလုပ်ပေးထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော် TikTok TikTok မှာကျွန်တော်တို့မြန်မာတိုင်းစေးဝါးတွေအင်္ဂလိပ်စေးဝါးတွေစေးဝါးနဲ့ပတ်သက်ပြီးတော့ကြော်ညာခြင်းလေဆိုရင်ဒီဗီဒီယိုကိုအသေးစိတ်လိုက်ပြီးတော့ကြည့်လို့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုက အဲ့ဒီဆေးဝါးနဲ့ပတ်သက်ပြီးတော့ဥတည်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်အဲကျွန်တဲ့ညပိုင်းလေးကိုတော့နောက်ထပ်ဗီဒီယိုလေးမှာဆက်လက်ပြီးတော့ပြောပေးမယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒီ TikTok မှာဆေးဝါးရောင်းမယ်ဆိုရင်လောလောကူကူကျွန်တော်ပုံလေးတင်တာဗီဒီယိုလေးတင်တာမျိုးလောင်းနေရောင်းလို့မရပါဘူးဘာလို့လဲဆိုတော့ဒီ TikTok ကကျမကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အတီးကဟိုလေးထားတဲ့ပိုင်းမှာရှိတယ်ဟိုဆေးဝါးတွေဆေးဝါးတွေတင်မယ်ဆိုရင် TikTok မှာသူ့မှာ policy ရှိတယ်ဘာလို့ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ဒါ regulated goods policy လို့ခေါ်တဲ့အကုံစီမူဝါဒပေါ့နော်စီမင်းစီကံပေါ့အဲ့ဒီ policy ရှိတယ်နောက်တစ်ခုကကျွန်တော် medical misinformation policy ဆိုတာရှိတယ် medical misinformation ဆိုတာစီးပွားနဲ့ပတ်သက်ပြီးတော့ကျွန်တော်အလွဲတွေပေါ့နော် information အမှားတွေပေးတဲ့ policy နဲ့ပတ်သက်ပြီးတော့အရေးယူတာမျိုးတွေရှိတယ်ဒီနှစ်ခုနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်တို့ဒီတော်တော်များများညှိနေကြတာတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ TikTok မှာကျွန်တော်စီမှာဆိုရင် အင်းပြီးခဲ့တဲ့ဘက်တော့ဟိုကျွန်တော်ဒီ TikTok ဘန် TikTok အကောင့်ဘန်ကန်တီးပြီးတော့လာအပ်ထားတဲ့ KT ဘန်ကနေပြီးတော့ဗောနော် KT ဘန်တိုင်းစေးကနေပြီးလာအပ်ထားတဲ့ TikTok အကောင့်ဆိုရင်သူဘာကြီးညိတယ်ဆိုတော့အဲ့ဒီစေးဝါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီပြောထားတဲ့ connect ဘိုင်းတွေက connect ဘိုင်းတွေကနေပြီးမှအများဆုံးညိတယ်ဗောနော်ဆိုတော့ကျွန်တော်စေးဝါနဲ့ပတ်သက်ပြီးတော့ TikTok မှာကြော်ညာတော့မယ်ဆိုရင်အဓိကအရေးကြီးတာက connect ဘိုင်းဗောနော် connect ဘိုင်းမှာအဓိကကယူဆိုင်ရမှာက TikTok နဲ့ TikTok ရဲ့ဒီ policy တွေမမီဖို့အတွက်ဆိုရင်ပထမဦးဆုံးအဓိကကိုယူဆိုင်ရမှာခုနှစ်ပိုင်းပေါ့เนาะခုနှစ်ပိုင်းမှာကျွန်တော်တို့ဒီဟိုကအဲမြန်မာလိုပေါ့เนาะမြန်မာလိုရေးသားတာပဲဖြစ်ဖြစ်အင်္ဂလိပ်လိုရေးသားတာပဲဖြစ်ဖြစ်ဒီ TikTok ရဲ့ TikTok ဘက်ကနေပြီးမှ translate လုပ်တဲ့အခါမှာ policy ညှိတဲ့အရေးသားတွေပါတယ်ဆိုရင်ဒါ TikTok အကောင့် ပထမတစ်ချိန် runny ဝါမယ် runny နေမယ်ပြီးတော့ရင် account ban မယ်ပေါ့နော်အဲ့လိုမျိုးသစင်ချင်းညီသွားမှာဖြစ်တယ်ဆိုတော့ကိုနဲ့ဘိုင်းမှာကျွန်တော်ဘာတွေရေးသားတွေရှောင်ရမလဲဆိုရင်အဲမြန်မာနိုင်ငံမှာဆိုရင်တော်တော်များများချက်ကပြီးတော့ရေးတက်ကြတယ်ပေါ့နော်ဥပမာအာမခံနေဆိုတဲ့သကလုံးတွေဒီဆေးဖြစ်မယ်ဒီဆေးကိုသုံးမယ်ဆိုရင်အဲဘာတွေဖြစ်လာမယ်ပနလအတွင်းပနေရက်အတွင်းအဲတေချာပေါက်ပျောက်တေချာပေါက်ပျောက်မယ်ဆိုတဲ့အာမခံကျသကလုံးတွေအများကြီးထည့်ပြီးတော့သုံးလို့မရပါဘူးအဲအဲ့လိုမျိုးဟိုအတိအကျအာမခံတာ over over ဖြစ်တဲ့သကလုံးတွေပေါ့နော်အာမခံဆိုတဲ့သကလုံးတွေအမြန်တက်တာမဲ့ဆိုတဲ့သကလုံးတွေလုံးဝအဲ့ဒီသကလုံးတွေကျွန်တော်တို့ဒီတုံးလို့မရပါဘူးတုံးနေဆိုရင် TikTok ဘက်ကနေပြီးမှ policy အဲချပြမှာဖြစ်ပါတယ်ဒါအကောင့်ဘဏ်ကန်တီးရဲ့ဘိုင်းနေဖြစ်လာမယ်ပေါ့နော်ဆိုတော့ခုနှစ်ဘိုင်းမှာကျွန်တော်အဓိကရှောင်ရမှာခုနှစ်ဘိုင်းမှာ over ဖြစ်နေနိုင်မဲ့သက်ကလုံးလေးအလွန်ကျူးပြောထားတဲ့သက်ကလုံးလေးပေါ့နော်ခုနကကျွန်တော်ပြောတဲ့အာမခံနေဆိုတဲ့အကြောင်းအရာတွေပဏလအတွင်းမှာအာကျွန်တော်ဘာဖြစ်မယ်ဒီစစ်သုံးရင်ဘာဖြစ်မယ်ဆိုတဲ့အဲအဒီကအလွန်ကျူးပြောတဲ့သက်ကလုံးလေးလုံးဝသုံးလို့မရပါဘူး အဲကွန်းနက်ပိုင်းမှာဗောနော်ဆိုတော့ကျွန်တော်ကွန်းနက်ပိုင်းမှာအဲ့ဒီစကလုံးတွေကိုကပြောချင်တယ်ဆိုရင်အဲကွန်းနက်ပိုင်းမှာမသုံးဝဲနဲ့ဗရီယိုမှာကိုကပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ကွန်းနက်ပိုင်းမှာဆိုရင် TikTok ဘက်ကနေပြီးမှ translate လုပ်လိုက်တာနဲ့ဒီစကလုံး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 က policy ညှိတဲ့ထဲမှာပါတယ်ဆိုရင် TikTok ဘက်ကနေချပြစ်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကကွန်းနက်ပိုင်းမှာတင်လို့မရရင်ဘယ်ထဲမှာတင်လို့ရလဲဆိုတော့ဗရီယိုထဲမှာတင်လို့ရတယ်ဗောနော်ဗရီယိုထဲမှာလဲကျွန်တော်တို့ဒီလူကိုယ်တိုင်း စေဝါကင်ပြီးတော့ကြော်ညာတာမျိုးတွေလုပ်တင်တယ်အဲ့ဒီခါကျမှဒီစေဝါနဲ့ပတ်သက်ပြီးတော့ဘေးရီအဓိကဟိုကျွန်တော်တို့ဒီဥတီပြီးတော့ထုတ်လုပ်ထားပါတယ်ဆိုရဲအကြောင်းပေါ့နော်အဓိကနေထွဲဆန်ဆန်ကျွန်တော်တို့ဒီကျမကြီးနဲ့ပတ်သက်တဲ့စေဝါတွေကိုပြောပြခြင်းဖြင့်ဒီ TikTok policy ကိုရှောင်ရလို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ပဲねကျွန်တော်လူဆွဲတဲ့ပုံစံမျိုးအဲသကလုံက over လွန်ကျူးဖြစ်တဲ့သကလုံတွေအဲသုံးတာမျိုးတွေပြောတာမျိုးတွေဒါတွေက TikTok policy ထဲမှာကိုက်ညီတဲ့သကလုံအတုံးတုံးတွေမဟုတ်ဘူးပေါ့နော်ဆိုတော့ခုနှစ်ပိုင်းနေရှောင်ကြရမှာဖြစ်ပါတယ်နော် အနောက်တစ်ခုကကြတော့ကျွန်တော်ဆေးဝါးနဲ့ပတ်သက်ပြီးကိုကဟို line သင်အဲ့လိုမျိုးအတိအကျရှိထားတဲ့ပုံစံမျိုးမဟုတ်ဘူးဆိုရင်အဲကျွန်တော်ဘာကြီးလုပ်ဖို့လဲဆိုတော့ကျွန်တော်တင်ထားတဲ့ video တွေကျွန်တော်တင်ထားတဲ့ဆေးဝါးနဲ့ပတ်သက်ပြီးတော့တင်တဲ့ဒီ post တွေမှာ medical disclaimer ထည့်ဖို့လိုအပ်ပါတယ်တချို့ကအဲကျွန်တော်ဒီတင်လာတင်လိုက်တယ်ဒီဆေးဝါးနဲ့ပတ်သက်ပြီးတော့ကိုက law တွေမသိဘူးဆိုရင်အနည်းဆုံးတော့ medical disclaimer ထည့်ဖို့လိုအပ်ပါတယ်။အဲ့လိုမျိုး medical disclaimer ထည့်တဲ့ပုံနဲ့မထည့်တဲ့ပုံဘာကွာလဲဆိုတော့ policy ညီးတဲ့အခါမှာအဲကျွန်တော်ဒီ ဟိုဘယ်လိုပြောမလဲအရန်ပြင်းတာမပြင်းတာအဲ့မှာကွာမယ်ပေါ့နော်တကယ်လို့လုံးဝ policy ညှိတယ်ဆိုရင်တော့မှ medical disclaimer မှာထည့်တဲ့ကျွန်တော်ပရီယိုကအာဒီအညှိသက်တာမယ်ပေါ့နော်အဲ့လိုမျိုးမတင်အဲ့လိုမျိုး medical disclaimer မှာမတင်တဲ့ပရီယိုကတော့ဒါဒီတော့ဘာကနေတိုက်ရိုက်ဘန်းဖြစ်တာမျိုးတွေအကောင့်တွေတိုက်ရိုက်ဖြတ်ဖြစ်တာမျိုးတွေအထိပါဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ TikTok ရဲ့ policy တွေကိုချိုးဖောက်မှုတွေမဖြစ်သေးဘူးပေါ့နော်ကျွန်တော်ပြောရဲအခုအချက်နှစ်ချက်ကိုအဓိကလိုက်နာအမယ်ပထမတစ်ချက်ကကိုနက်ပိုင်းကိုနက်ပိုင်းဆိုတဲ့နေရာမှာအလွန်ကြီးရေးသားတဲ့ဟာတွေစကလုံးတွေရှောင်ရမယ် ဒုတိယတစ်ခုက medical disclaimer ထည့်ရမှာဖြစ်ပါရင်တတိယတစ်ချက်ကကျွန်တော် before and after ပုံလေးဖြစ်ပါရင်ကျွန်တော်တို့ရဲ့ TikTok video တွေမှာ before after ပုံလေးထည့်ပြီးတော့လွန်လွန်ကျွကျရေးသားတာလွန်လွန်ကျွကျပေါ်ပြတာပေါ့နော် video ထဲမှာပဲဖြစ်ဖြစ်စာသားထဲမှာပဲဖြစ်ဖြစ်ပုံထဲမှာဖြစ်ဖြစ် before and after ပုံလေးလုံးဝသုံးလို့မရပါဘူးအဲ့ဒါလေးသုံးနေဆိုရင် TikTok ဘက်ကနေပြောတခါတည်းတိုက်ရိုက်ဘန်ပါတယ်နော်ဆိုတော့တတိယတစ်ချက်အနေနဲ့အဲ့ဒီအဲအကြောင်းအရာလေး view site ရှောင်အောင်မှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ဒီ အစီကြစေဟိုပိတ်သေးွာစေဒီဒီတော်တော်များများဓာတ်တွေတုံးကြရေပေါ့နော်ဘီဘိုအပ်ဒါပုံတွေတုံးကြရေဥပမာမျက်နှာစကင်ခဲတာတွေဆိုရင်လေဘီဘိုအပ်ဒါပုံတွေလောက်ပြီးတော့ကြောညာမျိုးကြီးကြောညာထားတာမျိုးကြီးရှိတယ်အဲ့ဒါမျိုးတွေလုံအောင်လုံလို့မရပါဘူးဒါမျိုးတွေလောက်တယ်ဆိုရင် TikTok ဘက်ကနေပြီးတော့ဘန်ပါတယ်နော်ဒီအကြောင်းအရာတွေကိုရှောင်ပြီးတော့တင်ပေးနိုင်မှာအဆင်ပြေမှာဖြစ်ပါတယ်ခင်ဗျာ ဆိုတော့ကျွန်တော်တို့ TikTok ကကျွန်တော်တို့ဒီ save နဲ့ပတ်သက်ပြီးတော့ညီမတိုင်းရင်း save ပဲဖြစ်ဖြစ်အင်္ဂလိပ် save ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီ save ရဲ့အကျိုးအာနိသင်တွေကိုသူတို့ကပေါ်ပြတာကိုမလိုချင်ဘူးပေါ့နော်သူတို့လိုချင်တာက save ရဲ့အာနိသင်ကိုအဲ့လိုမျိုးကျွန်တော်ဒီ overload လုံးလုံးကျူးကျူးပြောပြတာဆိုတာထက်ဒီ save နဲ့ပတ်သက်ပြီးတော့အဲကောင်းခြင်းဆိုးခြင်းတွေကိုတေချာလေးကြာကြာနာနာပေါ့နော်အဲ့လိုမျိုးနေထွက်ဆန်းဆန်းပုံစံမျိုးဟိုအတိတကျအေးပြတာ အဲပြောပြတာကိုသူကနှစ်သက်တာပေါ့နော်ဆိုတော့ကျွန်တော် TikTok မှာအဲဇေဝါကြော်ညာမယ်ဆိုရင်အခုကျွန်တော်ပြောထားတဲ့အချက်တွေကိုသေချာလေးလိုက်နာပြီးတော့လုပ်မယ်ဆိုရင်တော့အဆင်ပြေမယ်ပေါ့နော်ဗီဒီယိုတွေမှာကိုပြောချင်တဲ့သကလုံးကိုဗီဒီယိုတွေမှာအများဆုံးသုံးပြီးတော့ content ဘိုင်းဆိုင်ရာတွေမှာရှောင်ချနိုင်ကြပါစေနောက်တစ်ခုက medical disclaimer မှာဟိုသုံးပြီးတော့တင်ကြပါလို့ကျွန်တော်ဒီဗီဒီယိုကနေပြီးတော့အကြံပြုချင်ပါတယ်။ medical disclaimer မသိမသိဘူးဆိုရင် အဲကျွန်တော်ပြေးမှာလာမေးလို့ရတယ်ဒါမှမဟုတ်ရင် TikTok ရဲ့ message မှာလည်းလာမေးလို့ရတယ် medical disclaimer မှာကျွန်တော်ပို့ပေးထားပါမယ်တဝူးချင်းစီလာမေးတဲ့လူတိုင်းကိုကျွန်တော်ပို့ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီ video ကတော့ကျွန်တော်ဒီ TikTok မှာစေဝါရောင်းတဲ့လူတွေအတွက်ကိုပေါ့အဓိကဥတီပြီးတော့ပြောပြပေးတဲ့ video ဖြစ်ပါတယ်အားလုံးပဲကျေးဇူးတို့တင်ပါတယ်နောက်ပြီးတော့မှ select ဆုံးနေကြပါမယ်ခင်ဗျာ